င်္ဂလာပါရှင်။တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္သာရီမြို့နယ်ချောင်းလမှုရွာကိုစစ်ကောင်စီတပ်ကနှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်တဲ့သတင်း။ဒဝဝနီးပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သား၃ဦးပြစ်ဒဏ်ခံရတဲ့အကြောင်း။ကချနပူရီမှာတရားမဝင်ဝင်လာတဲ့ကလေးငယ်တွေပါဝင်မြမ20ကျော်ဖမ်းဆီးခံရတဲ့သတင်း။ တရုတ်နဲ့စစ်ဖြစ်ရင်တိုက်ခိုက်မဲ့ထိုက်တန်းစစ်ရေးလိုအပ်ချက်တွေကိုတမရဒေါ်နယ်ထရန့်ကအီလွန်မတ်ကိုချပြမဲ့အကြောင်းရွှေနဲ့ဗတ်စည်သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တနင်္သာရီမြို့နယ်ချောင်းလမှုရွာကိုစစ်ကောင်စီတပ်ကမတ်လ18ရက်နဲ့17ရက်နေ့တွေမှာနှစ်ရက်ဆက်တိုက်လေရင်နဲ့ဘုံ၃ချိန်ကျဲချတိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရတယ်။မတ်လ18ရက်က MI2 ရဟတ်ရင်နဲ့ဘုံအလုံး20ကျဲချခဲ့တယ်လို့ ဂျက်တိုက်လေင်ပေါ်ကနေပေါင်300ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ KNL တရင်ဆက်တဲ့တက်စိတ်မှုကိုချစ်ကပြောပါတယ်တိုက်ပွဲဖြစ်ပေါ်တာမရှိပဲချောင်းလမှုရွာကိုစစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လေကြောင်းတိုက်ခတ်မှုမှာလူနဲ့နေအိမ်ထိခိုက်မှုမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ကအရက်သားတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကိုလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့လက်နက်ကြီးနဲ့လည်းပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ အခုအခါချောင်းလမှုရွာမှာလာရောက်စစ်ဘေးရှောင်နေတဲ့စစ်ဘေးရှောင်တွေလည်းထပ်မံထွက်ပြေးနေရတယ်လို့ချောင်းလမှုရွာကဒေသခံတွေလည်းရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတဦးကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်တဲ့တနင်္သာရီမောတောင်လမ်းကိုစစ်ကောင်စီတပ်ကပြန်လည်စုံမထိန်းချုပ်လိုတာကြောင့်ဒီဇင်ဘာလ19ရက်ကလေးကထုံခါရေဖြူတိမ်ခွန်းချောင်းနှစ်ပေါက်ကြေးရွာတွေဘက်ကိုစစ်တောင်းထိုးနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNU KNL PDF ပူးပေါင်းတပ်တို့ဟာဒီဇင်ဘာလ22ရက်ကစပြီးအခုနှစ်မတ်လအထိနှစ်ဖက်တိုက်ပွဲတွေနေ့စဉ်နီးပါးဖြစ်ပွားနေပါတယ်။ဒဝယ်မြို့ဝင်မောင်မရှောင်ရွာနီးကဒဝယ်နီးပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သား3ဦးကိုမတ်လ18ရက်နေ့ပိုင်းမှာဒုရကစစ်ကြောင်းကပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဖျားမဲစစ်စေးဂိတ်အနီးမုတ်ထွက်ဝယ်စားတဲ့အချိန်ပစ်ခတ်ခံရတာဖြစ်ပြီးတော့ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သား၃ဦးသေဆုံးတယ်လို့တနက်၃လက်လဲရရှိခဲ့တယ်လို့ဒုရကစစ်ကြောင်းပြန်ကြားရေးတာဝန်ခံကပြောပါရယ်ပစ်ခတ်မှုဖြစ်ချိန်ဖျားမဲစစ်စေးဂိတ်က ပြန်လဲပစ်ခတ်တာကြောင့်နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု၁၀မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့ပြောပါရယ်ကြီကောက်အင်းကြီးဝတ်ထားသူ၃ဦးလဲကြတေဆုံးနေတဲ့ရုတ်တံမှတ်တမ်းဖိုင်ကိုလဲဒုရကစစ်ကြောင်းကမတ်လ၂၀ရက်ကထုတ်ပြန်ထားပါရယ် တရုတ်နဲ့စစ်ဖြစ်လာမဲ့အရေးပြင်ဆင်ထားတဲ့အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ရဲ့ထိတ်တန်းလှုပ်ဝက်ချက်စီးရေးအစီအမံတွေကိုဒီကနေ့တောက်ကြနေမှာအီလွန်မတ်စ်ကိုချပြသွားမယ်လို့ The New York Times ကဖော်ပြပါဗျ။ပင်တဂွန်စစ်ဌာနချုပ်ရဲ့ထိတ်တန်းစီးရေးလှုပ်ဝက်ချက်အစီအမံတွေကိုအီလွန်မတ်ကိုကြည့်ရှုခွင့်ပြုလိုက်ခြင်းဟာအီလွန်မတ်ရဲ့ဩဇာကြီးထွားလာမှုကိုမိမောင်းထိုးပြနေတယ်လို့ The New York ကဆိုပါဗျ။ ထိုက်တန်းစီရေလိုအပ်ချက်တွေကိုချပြခြင်းကြောင့်အီလွန်မတ်ရဲ့အကျိုးစီးပွားပြိပခတ်တွေအပေါ်စိုးရိမ်မှုတွေလည်းမြင့်တက်လာစေပါတယ်။ဘာကြောင့်လဲဆိုတော့အီလွန်မတ်ပိုင်တဲ့ Tesla နဲ့ SpaceX ကုမ္ပဏီတို့ဟာတရုတ်အစိုးရနဲ့ရောပင်တဂွန်နဲ့ပါလုပ်ငန်းသဘောအရဆက်နွယ်မှုတွေရှိနေတဲ့အတွက်အီလွန်မတ်ရဲ့အကျိုးစီးပွားပြိပခတ်အပေါ်စိုးရိမ်မှုတွေမြင့်တက်လာနေတာလည်းဖြစ်ပါတယ်။အီလွန်မတ်ဟာအမေရိကန်အစိုးရရဲ့အတုံးစရိတ်ဖြတ်တောက်ရှော့ချမှုတွေကိုဦးဆောင်နေပါတယ်။ သူ့ရဲ့စီးပွားရေးအကျိုးအမြတ်နဲ့အစိုးရအသုံးစရိတ်လျှော့ချမှုအကြားအကျိုးစီးပွားပြိပခပေါ်ပေါက်လာရင်အီလွန်မန်ဟာဆုံးဖြတ်ချက်ချမှတ်မှုမှာမပါဝင်ပဲနေလိမ့်မယ်လို့အင်ဖြူတော်ကထုတ်ပြန်ခဲ့ပူပါတယ်ထိုင်းမြန်မာနယ်စပ်ကချနာဘူရီခရိုင်မှာတရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ကလေးငယ်တွေအပါအဝင်မြန်မာ20ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။ဒီကနေ့နနက်နနာရီခန့်ကစံခရာဘူရီဒေသမှာမြန်မာနိုင်ငံသားတွေ ကားနဲ့တရားမဝင်ဝင်လာတာကိုသတင်းရရှိလို့နေချားဆောင်တက်တဲ့ရဲတပ်ဖွဲ့ကကြိုတင်ဂိတ်ချစစ်ဆေးခဲ့တာမှာမြန်မာနိုင်ငံသားတွေဖမ်းမိခဲ့တာဖြစ်ပါတယ်။စစ်ဆေးရဲဂိတ်ကိုတွေ့တဲ့အခါမှာပြစ်ကတ်ကားတစ်စီးဟာလမ်းဘေးတော်ထဲကို မောင်းဆင်းသွားပြီးကားသမားကထွက်ပြေးလွတ်မြောက်သွားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။အာနာပိုင်နေသွားရောက်စစ်ဆေးတဲ့အခါမှာတော့အသက်၁နှစ်အရွယ်မြန်မာကလေးငယ်တဦးပါဝင် ကလေး၆ဦးအမျိုးသား၃ဦးအမျိုးသမီး၁၄ဦးစုစုပေါင်း၁၈ဦးကားထဲမှာ ြည့်ကျက်စွာလိုက်ပါလာတာကိုတွေ့ရတယ်လို့ဖော်ပြထားပါတယ်။ဖန်းစည်းခင်ရတဲ့မြန်မာနိုင်ငံသားတွေဟာဖျားသုံးစုနေဆက်လန်းကတဆင့်တရားမဝင်ဝင်ရောက်လာသူတွေဖြစ်ပြီးစမုပရကန်ခရိုင်နဲ့အနီးဝန်းကျင်ခရိုင်တွေမှာအလုလုကင်ဖို့ထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်လာသူတွေဖြစ်ပါတယ်။အဲ့ဒီအတွက်သူတို့ဟာပွဲစားကိုတအူးကိုထိုင်းဘတ်တပေါင်းကနေ2000အထိပေးချေထားရတယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းမြန်မာနိုင်ငံကနေထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာမှုကြောင့်ဖမ်းဆီးခံရသူအ ਨੇ ဆုံး1050ဦးထက်မနည်းရှိခဲ့တယ်လို့ FE5 တနင်္သာရီမှာဖော်ပြထားပါတယ်။ရန်ကုန်ဈေးကွက်ကိုအခြေခံပြီးဒီဝဲမှာအခောက်ရွှေဈေးဟာကြက်ရောင်းကြက်ဝဲဈေးဖြစ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာတော့အခောက်ရွှေတစ်ကြက်သားကို68,300ကျပ်နဲ့ဈေးဖွင့်ထားပါတယ်။ ထိုင်းဘတ်ဈေးကတော့မြန်မာငွေ3သိန်းကို985ဘတ်ပေါက်ဈေးရှိပါတယ်အခုလို့နားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝတ်အဖွဲ့သားတွေကစွန့်မွန်ကောင်းတောင်းပန်လိုက်ပါတယ်ရှင်